အားလုံးပဲမင်္ဂလာပါရှင်။မနေ့ပြန်ဇွန်လ16ရက်နေ့အတွက်မော်လိဝတ်သားခံမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့ဇွန်လ15ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်7:58မိနစ်ခန့်မှာပဲခူးတိုင်းတောင်ကုန်မြို့အနီးအနက်6မိုင်ခန့်ကိုဗဟုပြုပြီးအင်အား၄.၁ရီတာစကေးရှိမြင်းကလင်းတစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမော်တုံလေအားကောင်းရာကနေအားအလွန်ကောင်းနေတာနဲ့အရှေ့ဘက်နဲ့နောက်ဘက်ကလာတဲ့လေပွေလှိုင်းတွေရဲ့အချိန်ကြောင်းဒီနေ့ဇွန်လ15ရက်ကနေ16ရက်နေ့အထိတနိုင်ငံလုံးမှာနေရာစစ်စစ်ကနေ နေရာအနှံ့ပြောင်းမိုးထချုံရွာသွန်းနိုင်ပါတယ်။ဒါအပြင်ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာလေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နေတာကြောင့်ဒီနေ့ဇွန်လ15ရက်နေ့ကနေ16ရက်နေ့အထိမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ရခိုင်ပြည်နယ်စကိုင်းနယ်အထက်ပိုင်း၊ပဲခူးတိုင်း အေယာဝတီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာမိုးအသင်းတင်းကနေမိုးများနိုင်မယ်လို့မလူဝတာပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ဒီကနေ့ဇွန်လ15ရက်နေ့ညနေ6:30မိနစ်အချိန်တိုင်းထွားချက်အရမြန်မာတိုင်းငံလုံးကမြို့အလုံးမှာရှိတဲ့မြေရီတွေဟာစိုးရင်ရေအမှန်အောက်သားရှိနေတဲ့အတွက်မြေရီကြီးမှုအတွက်စိုးရင်စရာမရှိသေးကြောင်းသိရပါတယ်။ မနေ့ပြန်စွန်လာ16ရက်နေ့မွန်တဲချိန်အထိကချင်ပြည်နယ်ကရနီကယားပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့စကမ်းတိုင်းအောက်ပိုင်းတို့မှာနေရာစစ်စိမ်းနဲ့ကျင်းပြည်နယ်နဲ့တိုင်းတွေမှာနေရာအနှံ့အပြားမိုးထစ်ချုံရွာနိုင်ပြီးရွာရန်ရှာနှောင်းပြိဖြစ်ပါတယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းနေပြည်တော်ရန်ကုန်တိုင်းစကမ်းနှံအထက်ပိုင်းအေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ် ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလင်အားကောင်းရာကနေအားအလွန်ကောင်းနေပါတယ်။မြမကဲဝန်တန်းတရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာရမန်ရခါမုတ်တက်လေပြင်များကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မုတ်တက်လေပြင်ကြာစဉ်ရေပြင်မြေပြင်လေးဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြမ10ပေကနေ12ပေကန့်ရှိနိုင်ပါတယ်။ကချင်ပြည်နယ်၊ကရင်ပြည်နယ် ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်းအေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစားရိမ်မိုးလေဝသဖြစ်စံတွေဖြစ်ပေါ်နိုင်လို့ကြိုးတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ် နောက်နေ့ရက်အတွင်းကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းနဲ့တရနာရီတိုင်းတို့မှာမိုးထစ်ချုံပြီးနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။အထူးသတင်းအနေနဲ့ရခိုင်ပြည်နယ်မြောက်ဦးနဲ့မင်းပြားမြို့တွေမှာဇွန်လ22ရက်နဲ့ဇွန်လ24ရက်နေ့တွေမှာ နေ့လယ်ကနေညအထိမိုးသည်ထန်နိုင်ပြီး24နာရီအတွင်းမိုးရေချိန်4.65လက်မနဲ့5.34လက်မအထိရွာသွန်းနိုင်ပြီးမိုးများနိုင်ပါမယ်။ ပဲဂုတ်တိုင်းဖြူမြို့မှာလည်းဇွန်လ22ရက်နေ့မှာမနက်ပိုင်းနဲ့ညပိုင်းနှစ်ကြိမ်မိုးသည်ထန်နိုင်က24နာရီအတွင်း2.6နဲ့လက်မရွာသွန်းနိုင်ပြီးမိုးများနိုင်ပါတယ်။မကွေးတိုင်းငဖဲမြို့အနောက်ဘက်မန်းချောင်းဆယ်ဆယ်ရီအဝင်းမန်းချောင်းဖြားမှာလည်းဇွန်လ22ရက်နေ့နဲ့24ရက်နေ့ညပိုင်းတွင်မှာမိုးသည်ထန်နိုင်ပြီး24နာရီအတွင်းမိုးရေကြိမ်2.15လက်မအထိမိုးအသင်အင့်ရွာသွန်းနိုင်ပါတယ်။ ဒါအပြင်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းအတွင်းကမန္တလေး၊စကိုင်း၊မောင်ရွာနဲ့ရွှေဘိုတို့မှာလည်းဇွန်လ22ရက်နေ့မနက်ပိုင်းမှာမိုးသည်ထန့်စွာရွာသွန်းနိုင်ပြီး24နာရီတွင်မိုးရေချိန်2.69လက်မအထိရွာသွန်းနိုင်ကမိုးများနိုင်မယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။အခုလိုမိုးလေဝသခန့်မှန်းချက်တွေနဲ့ဘေးရန်ရဲ့သတိပေးချက်တွေကိုညစဉ်ညတိုင်းတင်ဆက်ပေးနေရမို့ဒီ channel ကို like and subscribe လုပ်ပြီး notification ကိုဖွင့်တာကစောင့်ကြည့်နိုင်ပါရှင်။ အခုမိုးလေဝသတရင်အချက်လက်တွေဟာမိုးစလာမိုးလေဝသမြန်မာရန်ကုန်ဌာနခွဲ NUG မိုးလေဝသဌာနမိုးလေဝသပညာရှင်အိုဝန်နိုင်နဲ့ဒေါက်တာဆိုင်းခွန်အာကာရရဲ့ထုတ်ပြန်ချက်တွေကိုစူးစိတင်ပြထားခြင်းဖြစ်ပါတယ်ရှင်။